နေတဝဲအမှတ်ရှိပြည်တော်စုလမ်းတွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေ၍လမ်းပိတ်နေကစစ်တပ်ကပလောင်မြို့တိမ့်ပိုက်ခံရမိကိုကြောက်နာပြီးတိုက်ခတ်မှုများလုပ်နေကြောင်းသိရပါသည်။တင်းသာဤတိုင်းနေတဝဲအမှတ်ရှိပြည်တော်စုလမ်းပိုင်းတွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေ၍လမ်းပိုင်းများပိတ်ဆို့နေကစစ်တပ်ကပလောင်မြို့တိမ့်ပိုက်ခံရမိကိုကြောက်နာပြီးလက်နက်ကြီးဒရုန်းများဖြင့်နေ့စဉ်ပစ်ခတ်နေကြောင်းဒေသပြည်သူများနဲ့တော်လှန်ရေးတရင်ရင်းတွေကပြောဆိုပါသည်။ နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးအကြမ်းဖက်စစ်တပ်ကမြိတ်တဝဲအမှတ်၈ပြည်တော်စုလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကြောင်းထိုးနေ၍တိုက်ပွဲများနေ့စဉ်ဖြစ်ပွားကလမ်းပိုင်းများပိတ်ဆို့နေခြင်းဖြစ်ကြောင်းသိရှိရပါသည်လက်ရှိအခြေအနေမြိတ်တဝဲအမှတ်၈ပြည်တော်စုလမ်းပိုင်းရှိမီးလောင်ချောင်းရွာမကြီးကုန်းရွာစင်ထိုးရွာနဲ့ချောက်ချောင်းရွာတို့တွင်ကုန်ကားများခီးသွားပြည်သူများပိတ်မိနေခြင်းဖြစ်ကြောင်းသိရှိရပါသည်ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ပလောင်မြို့ကိုတော်လာရေးတက်ဖွဲ့များလာရောက်တိုက်ခတ်မိကိုစိုးရိမ်တော့ကြောင်းမြို့ပပလဲတွင်စစ်ကြောင်းများဖြန့်ထားကလက်နက်ကြီးဒရုန်းများဖြင့်နေ့စဉ်ရန်တမ်းပစ်ခတ်မှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်ပြည်တော်စုလမ်းပိုင်းမှာတိုက်ပွဲကတော့ခဏခဏဖြစ်နေတော့မရှောင်းတခင်ထာပြီးဖြစ်နေတဲ့အခါကျတော့တိုက်ပွဲကဒဝဲဘက်မှာပို့ပြီးတော့ပြင်းထန်တာပေါ့ပူလို့မှာကြတော့နေတိုင်းဒီပါပဲတင်ကတော့ရွာထဲမှာစစ်ခွေးတွေရှိတယ်သူတို့ရောက်တိုင်းနေရာတိုင်းမှာအိမ်တွေပြီးရှို့ပြီးတော့နေနေတာ ဲလာကိုတော်လှန်ရေးဘက်ကသွားပြစ်တာလည်းရှိတယ်။စစ်ခွေးတွေဘက်ကလာပြစ်တာလည်းရှိတယ်။စစ်ခွေးတွေကလည်းရှေ့တိုးမနိုင်လို့လက်လက်ကြီးတွေနဲ့ထုတာနဲ့ drone နဲ့ဘုံကျဲတာနဲ့အဲ့လိုမျိုးကိုလုပ်နေတာ။ဘလောက်မျိုးပတ်လည်းမြန်နေတာပေါ့။ဘလောက်မျိုးသိမ်းခံရမှာကိုကြောက်လန့်နေကြတာဟုဒေသတွင်းတော်လှန်ရေးတရင်ရင့်စ်ကပြောဆိုပါတယ်။ထို့သောတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်မြိတ်ပူတော်ဘလောက်တရချောင်းတဝဲလမ်းပိုင်းတစ်လျှောက်ပိတ်ဆို့နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့်အမတ်ရှိပြည်တော်စုလမ်းပိုင်းကို ခရီးသွားခြင်းမပြုလုပ်ကြရန်တော်လှန်အင်အားစုများကအတိပေးပြောဆိုထားပါတယ်။ရွှေကုတ်ကမှဂျပ်ပြန်ကမ်းကြားကိုအပြတ်နှိမ်နှင်းတော့မည်ဟုစစ်တပ်လက်အောက်ခံ BGF နိုင်ပေါင်းစော်ကပြောပြန်ပါတယ်။အမေရိကန်နဲ့တရုတ်ဖီအားကြောင့်မဟုတ်ပဲ BGF ကဂျပ်ပြန်နှိမ်နှင်းရာဆုံးဖြတ်သည့်အချိန်နဲ့ဖီအားပေးချိန်တိုက်ဆိုင်မှုကြောင့်လို့ဆိုပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကမြို့တက်တွင်ဂျပ်ပြန်များကို အပြစ်ဒဏ်အပြတ်နှိမ်နှင်းတော့မည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံကရင်နယ်ချားဆောင်တပ် BGF မှနိုင်မောင်စော်ကထိုင်းသတင်းမီဒီယာများကိုခေါ်ယူပြောဆိုပါတယ်။ရွှေကိုကိုရင်ဂျားဖြတ်တထောင်နဲ့နှစ်ထောင်ကြားရှိပြီးဂျားဖြတ်များကို လုံးဝမထားတော့ပဲအပြစ်အပီးနှိမ်နှင်းတော့မည်ဖြစ်ကြောင်းထို့သောနှိမ်နှင်းရာတွင်စစ်တပ်နှင့်ပူးပေါင်း၍နှိမ်နှင်းမည်ဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ဖီအားရှိလာ၍မဟုတ်ပဲ BGF ကဂျားဖြတ်နှိမ်နှင်းရန်ဆုံးဖြတ်သည့်အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း၎င်းကပြောပါတယ်။ရှုကူကူကိုနိုင်ငံခြားရည်ရည်မြုံနာမှုဖိတ်ခေါ်ခဲ့တာက ဖွံ့ဖြိုးတိုးတက်စေခြင်းလို့ဖိတ်ခေါ်ခဲ့တာပါအဲဒီပေါ်မှာနိုင်ငံခြားသားတွေကသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့ကမ္ဘာပေါ်မှာလိမ့်လည်မှုတွေပြုလုပ်လာတဲ့ဆိုတာကျွန်တော်တို့ခုနောက်ပိုင်းမှာတွင်တွင်ကြဲကြဲလေးသိလိုက်ရတာပါအဲဒါကြောင့်အခုနေ့ချိန်ကာမှာကမ္ဘာကြီးနဲ့အတူအိန္ဒိယနိုင်ငံနဲ့အတူကိုရောအစိုးရနဲ့အတူ plan A plan B plan C ရှိတဲ့နေရာမှာ plan B နဲ့ plan C ကိုပေါင်းပြီးတော့အပြည့်တိုင်ဖယ်ရှားရှင်းနေမှုလုံးဆောင်ပဲလုံးဝပပျောက်တဲ့အထိရပ်ပိုင်းအပြင်မှာအပြည့်တိုင်ဖယ်ရှားရှင်းနေမယ် နောက်ထပ်ဆိုတာမရှိတော့ဘူးဟု BJF နိုင်ငံတော်ကပြောဆိုပါတယ်။ BJF ကကြံပြနေနေရေးလှုပ်ဆောင်ရတွင်ကမ္ဘာကြီးဖိအားကြောင့်ဖြစ်ပြီးမြေဒီနိုင်ငံ၏ဖိအားမှမရှိကြောင်းကြံပြများကြောင့်ကမ္ဘာပြည်သူများညံ့နာနေ၍ရင်းကဲသို့လှုပ်ဆောင်ရန်ဆိုးပြတ်ခြင်းဖြစ်သည်ဟု၎င်းကဆက်လက်ပြောဆိုပါတယ်။အရင်က ABC ရှိတယ်။အခု B ကိုကြော်ပြီး C ကိုလုပ်မယ်။ကြံပြကို အပိသက်နေနေရမယ့်အချိန်ရောက်ပြီ။ American ဖိအားကြောင့်မဟုတ်ဘူးတိုက်ဆိုင်မှုဖြစ်တာလုံတဲ့လုံထိုက်တာလုံနေတာ။ ီအဖွဲ့ကအလုပ်လုပ်ရမယ့်အချိန်ကိုရောက်လာလို့အလုပ်လုပ်တာဖြစ်တယ်တရုတ်ဖီအားလည်းမရှိပါဘူးလုံတဲ့လုံထိုက်လို့လုံတာပါငွေလိန်ကိုင်းဆိုတာကတကဘာလုံးရဲ့ဖီအားရှိတယ်တကဘာလုံးကပြည်သူတွေဖီအားရှိတယ်ကျွန်တော်တို့ကပြည်သူတွေနေ့စဉ်နဲ့အမျှဒီလိုဖြစ်နေတယ်ဆိုတော့အရှင်တို့ကအဲ့ဒီလောက်ထဲထဲဝင်ဝင်တေချာမသိခဲ့တာအခုနောက်ပိုင်းဒါကြီးက ကြကြပြတ်ပြတ်ဖြစ်လာတော့မဖြစ်တဲ့တော့ဘူးဆိုပြီးအထူးတက်ဖွဲ့ကမူလစီစဉ်ထားတဲ့အစီအစဉ်တွေကိုကျွန်တော်ပြီးတော့နောက်ဆုံးအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့စတင်လှုပ်ဆောင်တာဖြစ်ပါတယ်ဟု၎င်းကပြောပါတယ်။ရွှေကုတ်ကိုထူထောင်သူချီစည်းချမ်းကိုကြားပြတ်လင်းလည်မှုများပါဝင်နိုင်ငံတကာရည်စုံမှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံတို့နိုဘာလ17ရက်နေ့တွင်လွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားပြတ်များကိုအကာအကွယ်ပေးနေသော DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးဦးကိုစီးပွားရေးတံခါးပိတ်ဆို့က ဂျာဖျန်တပ်ဖွဲ့ရဲ့အထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ထိုကဲ့သို့အခြေအနေများဖြစ်ပေါ်လာချိန်တွင် BDF နိုင်ပေါင်းစောကဂျာဖျန်များလုံးဝအပြတ်နိုင်နေတော့ပြီဟုထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါတယ်။အခြားတစ်ဖက်တွင်လည်းစစ်တပ်ကရွှေကုတ်ဂိုလိန်တို့ BDF နဲ့အတူဒွဲဖက်ဝင်ရောက်နေရာယူထားပြီးများမကြာမီ KK ဖက်ကဲ့သို့ဟာပြဂျာဖျန်အရေးယူမှုများဆောင်ရွက်ရန်ပြင်ဆင်နေကြောင်းကရင်စစ်ရေးတရင်ရင်းတွေကပြောဆိုပါတယ်။ KK ဖက်လည်းဒီလိုပဲဟာပြပဲလေ။ ဖြစ်တဲ့နေရာဖြစ်တယ်မဖြစ်တဲ့နေရာမဖြစ်ဘူးရှင်းရှင်းပြောရရင်နေရာပြောင်းတဲ့သဘောပဲလူတိများတဲ့နေရာကနေတောင်ကြောင်းတွေထဲမှာနေရာတွေဆောက်ပြီးပြန်ရွှေ့နေကြတာဟုကရင်စီတရင်ရင်းမြစ်ကရှင်းပြပါတယ်မြောက်ပြည်မြို့နယ်တွင်ကြားဖြတ်စင်တာများကို BDF စောချစ်သူ DKB ရဲ့ပါဝင်စစ်တပ်နဲ့အဆင်ပြေသောလက်နက်ကင်တပ်ဖွဲ့များကအကြီးအကျယ်လွတ်ကင်နေကြခြင်းဖြစ်ပါတယ်မကွေးမှာနိုင်ကျင်းတွေကိုအလုံချမ်းခိုင်းစေနေကြောင်းသိရပါတယ်နိုင်ငံအလဲပိုင်းရှိ မကွေးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ထွင်းအလို့ကြောင့်တွေခိုင်းစေနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်အသိပေးပါတယ်။အလို့ကြောင့်နဲ့ထောင်ထမ်းကြတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမြေတူးခိုင်းတာ၊မင်လာတန့်ရှင်းလုခိုင်းတာတွေဖိနှိပ်မှုတွေလှုပ်ဆောင်နေတာလို့ PPNM ကဆိုပါတယ်။အခုနဲ့အတွင်းအလို့ကြောင့်စေကိုင်းခံရသူနိုင်ငံရေးအကျဉ်းသား40ဦးရှိခဲ့ပြီးပြီးခဲ့တဲ့ April, May, June တွေမှာအများဆုံးဖြစ်ခဲ့တာလို့ PPNM ထံကတီးရပါတယ်။ နိုင်ငံရဲ့အကျဉ်းသားတွေကိုနိုင်ငံရဲ့အကျဉ်းသားလို့မသတ်မှတ်ထားဘူးအဲ့လိုကြမ်းတဲ့ထောင်နာပါတဲ့အတွက်ဒီအလုပ်တွေလုပ်ရမယ်ဆိုပြီးခိုင်းတာလို့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကပြောပါတယ်ထောင်နာမှာအလုပ်ကြမ်းပါတဲ့အတွက်အလုပ်မလုပ်ချင်ရင်ငွေကြေးတောင်းခံတာကလည်းထောင်ရေးစီးပွားရေးလိုဖြစ်နေတယ်လို့နိုင်ငံရဲ့အကျဉ်းသားဟောင်းတချို့ကဆိုပါတယ်မကွေးထောင်မှာနိုင်ငံရဲ့အကျဉ်းသားတွေကိုဖိလိုက်တဲ့ထောင်စီရင်တဲ့ပါဝင်ပြီးထောင်ပြောင်းလာသူတွေကိုဘူးဝမှတင်ရက်နှစ်တာမျိုးလှောက်ဆောင်လိရှိတယ်လို့ဒီရပါတယ်စကိုင်းတကူတို့အနည်းဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ရင်တဟိုက်ခံရမှုမှာထိခိုက်ဒေဆုံးမှုရှိပြီးကားပါမိရှို့ဖြစ်စီခဲ့တယ်လို့လင်းယုံကြီးတောင်ပျောက်ကြားတပ်ဖွဲ့စကားရဲ့တာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်ည8နာရီခွဲခန့်ကမုံရွာမားလေးလမ်းပိုင်းပေါ်မှာရှိတဲ့ကန်တလူတိုးဂိတ်နဲ့စကိုင်းမြို့ဘက်ကိုကူတန်းနေတဲ့စစ်အုပ်စုရဲ့ကင်းပိုင်ရင်ကိုစကိုင်းတက္ကသိုလ်အနီးမှာတက်ခိုက်ခဲ့တာလို့၎င်းကပြောပါတယ်။ဒီလူတွေကိုဖမ်းဆီးငွေညှစ်လက်ရှိတဲ့စကိုင်းထွေးအုပ်စုကြော်ရဲလုံနဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားကိုတိုက်ခိုက်တာသူတို့ကစကိုင်းကန်တလူတိုးဂိတ်မှာစစ်စေးဂိတ်လုပ်ပြီးပြည်သူကားတွေဇန်ကယ်တွေကိုဖမ်းဆီးငွေညှစ်တာတွေလုပ်တာလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်အဲဒီဖြစ်စဉ်မှာကားပေါ်မှာထွေးဥစီကြော်ရဲလွန်းနဲ့စစ်ကောင်စီတပ်သားတွေစုစုပေါင်း9ဦးတေဆုံးခဲ့ကြောင်းစကိုင်းတက္ကသိုလ်နဲ့တပ်မ33ကနေအင်စီကား72စင်းနဲ့အတူတက်ကူရောက်လာလို့တက်ခိုက်လိုက်တဲ့ကားကိုမြှို့ပြီးပြန်ဆုတ်ခဲ့ကြောင်းလေယုံကြီးနောင်ပျောက်ကြားတက်ဖွဲ့စကိုင်းကအတိပေးပါတယ် ။ဇဂန်းမြို့နယ်အတွင်းမှာအင်တာနက်ဖြတ်တောက်မှုတွေပုံမှုဆိုးရွားလာတဲ့အတွက်သတင်းထုတ်ပြန်တာနောက်ကျရန်ခြေဖြစ်ကြောင်းလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ဇဂန်းရဲ့တာဝန်ရှိသူကပြောပါရယ်။တက်ကူလာတဲ့စေုပ်စုဟာလက်လက်ငယ်တွေဆက်လက်တွေနဲ့ပုံဝန်ကျင်ကိုရန်သားပစ်ခတ်သွားတယ်လို့သိရပါရယ်။ဩဂုတ်လ3ရက်ကလည်းမုံရွာမန္တလေးလမ်းပေါ်ကကုန်းရွာနီးမှာစစ်ကောင်စီဂျင်တန်းကိုလုံခြုံရေးလာယူပေးတဲ့စေုပ်စုဝင်တွေနဲ့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ဇဂန်းလုံးတပ်ဖွဲ့ဖြစ်ပွားခဲ့ပါသေးတယ်။ဘုံရွာနုတ်နဲ့သာစီရွာရဲစခန်းကိုတော်လိုက်တပ်များအနီးကတော်ရောက်ပစ်ခတ်တာ ထိခိုက်သေးဆုံးမှုများနိုင်ကြောင်းသိရပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်ကတာစီရဲစခန်းကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်တိုက်ခဲ့ကြောင်းဘူးတလင်းမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းတာဝန်ရှိသူကပြောပါတယ်။နိုဘာလ19ရက်နေ့မနေ့9ရက်လောက်မှာတာစီရွာရဲစခန်းကိုစကားစီယိုနဲ့မီတာ50လောက်အကွာကနေကာကွယ်ရေးတပ်ဖွဲ့တွေကလက်နက်ငယ်တွေနဲ့တွားရောက်ပစ်ခတ်တိုက်ခဲ့တာဖြစ်ပြီးထိခိုက်သေးဆုံးမှုတွေရှိပေမဲ့အရေးအတွက်အတိအကျကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။အပြန်လာထိတွေ့မှုအချိန်ကတော့9ရက်လောက်ပဲကြာတယ်။ အဓိကသွားပြစ်တာဆိုတော့ထိခိုက်သေးဆုံးမှုတော့ရှိနိုင်ပါတယ်။စကန်နယ်ဆိုတော့စကန်နယ်သိမ်းလို့ရတဲ့အခြေအနေမျိုးမဟုတ်တော့ဘလောက်ထိခိုက်တယ်။ဘာညာကြတော့ကျွန်တော်တိကျမသိရသေးဘူး။ဆက်လက်စုံစမ်းဆဲပါ။အထိခိုက်ကတော့တော်တော်ရှိပါတယ်လို့ဘုဒ္ဓလင်မြုပ်နယ်တပ်ပေါင်းစုစစ်ကြောင်းရဲ့စစ်ကြောင်းမှုကပြောပါတယ်။အဆိုပါတာစီရဲစခန်းကိုတွားရောက်ပြစ်ခတ်ဖို့အချိန်နှစ်ရက်လောက်ယူခဲ့ရပြီ။ဘုဒ္ဓလင်မြုပ်နယ်တပ်ပေါင်းစုစစ်ကြောင်းနဲ့မဟာမိတ်တပ်တွေပူးပေါင်းကရဲစခန်းထဲမှာစစ်ကော်မရှင်တပ်သားတွေလူရအားနဲ့နေချင်းအလစ်အငိုက်ဝင်ရောက်တိုက်ခဲ့တာလို့ပြောပါတယ်။ ဂူဒလီမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းဟာပြီးခဲ့တဲ့နိုမာလ10ရက်နေ့ကလည်းဒါစီရွာကနေကြောက်စစ်ပုံမြောက်တက်ကိုတန်လာတဲ့စစ်အုပ်စုကိုထပ်ပင်လာရွာနာအရောက်ဂျားဖြတ်တိုက်ခိုက်ခဲ့ပါလေတဲ့ရန်ကုန်ပြောက်ကြားအဖွဲ့ WUPA ရဲဘော်နှစ်ဦးအကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားကြောင်းသိရပါတယ်ရန်ကုန်မြို့ပြပြောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ရန်ကုန် UG People Army WUPA တပ်ဖွဲ့ဝင်ရဲဘော်နှစ်ယောက်အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရတယ်လို့အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ် WUPA ရဲဘော်နှစ်ယောက်ဖြစ်တဲ့ KC နဲ့မိုးလေးတို့ ဖမ်းဆီးခံထားရတာဖြစ်ပြီးသူတို့နှစ်ယောက်နဲ့ဆက်သွယ်ရှိသူတွေအနေနဲ့လုံးဝအဆက်သွယ်မလုပ်ကြဘူး YUPA ကသတိပေးထားပါတယ် YUPA ရဲဘော်တွေအနေနဲ့လည်းလက်ရှိမှာအရေးပေါ်နေရာပြောင်းရွှေ့နေရပြီးပြောင်းရွှေ့စီတွေအတွက်အပြည့်ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ကြေညာထားပါတယ်ရန်ကုန်မြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်ရှင်ကလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်လာဆဲဖမ်းဆီးမှုအပြင်လက်ရှိမှာရွေးကောက်ပွဲအတူနှောက်ယှက်မှုအပါအဝင်ခေါင်းစဉ်မျိုးမျိုးတက်ကဖမ်းဆီးမှုတွေလှုပ်ဆောင်နေပါတယ်။ဒီကနေ့အောက်တိုဘာလမှာရန်ကုန်နိုင်ငံတွင် စစ်ကောင်ရှင်ရဲ့မတရားဖမ်းဆီးခြင်းခံရသူ94ယောက်ရှိခဲ့ပြီးရန်သားဖမ်းဆီးခြင်းခံရသူတွေရှိသလိုသတင်းအတိအကျနဲ့စောင့်ဆိုင်ဖမ်းဆီးခံရသူ18ယောက်ပါဝင်ခဲ့တယ်လို့ Rangoon Scout Network ကဖော်ပြထားပါတယ်။ဘောက်ခေါင်းပြုံနယ်တွင်စံကဲ5ဆင်းဖြင့်ကင်းပတ်ရန်ထွက်လာသောစစ်တပ်ကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်မှ၃ဦးတေဆုံးပြီးစံကဲ၂ဆင်းနဲ့ခေရန်နာတင်းစီရရှိကြောင်းသိရပါဗကူတိုင်းပောက်ခေါမြုံနယ်တွင်စံကဲ၅ဆင်းဖြင့်ကင်းပတ်ရန်ထွက်လာသောစစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဖက်မှ၃ဦးတည်ဆုံးပြီးစိုင်းကန်သင်းနဲ့ခဲရများဒင်းစီရရှိကြောင်း၃၆၃၁တပ်တရင်စစ်ထောက်ပိုင်းတာဝန်ခံရဲဘော်ကပြောပါတယ်။နိုဘာလ9ရက်နေ့ညလေ6:00နာရီခန့်အချိန်ပေါက်ခေါမြုံနယ်တီပင်ကျေးရွာရှိစစ်တပ်ထိုင်စကားမှစစ်သားများသည်စိုင်းကန်၅ဆင်းဖြင့်တာကောက်ရွာဘောရီကုန်းရွာဘက်သို့တိုက်ချောင်းရွာဘက်ကိုကင်းပတ်ရန်ထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့များကအီပင်ကျေးရွာနဲ့တိုက်ချောင်းရွာအကြားတွင်ကင်းမုံဝက်ပြီးမိုင်းဆွဲပစ်ခတ်တိုက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုးတော့တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဖက်မှ၃ဦးသေဆုံးက၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး G-box တခုကြီးတချို့နဲ့စံကယ်နှစင်းတို့ကိုဒိမ့်စီရရှိခဲ့ကြောင်းသိရပါတယ်။ပောက်ခေါမြုံနယ်တဲပင်ကျေးရွာစစ်ခွေးအထိုင်စခန်းကနေကင်းပတ်ဖို့ထွက်လာတဲ့စံကယ်၅စင်းပါတဲ့စစ်ခွေး၉ကောင်ကိုသူတို့ရဲဘော်တွေကတရင်ပင်ရွာနဲ့တိုက်ချောင်းရွာကြားမှာကင်းပုံးဝတ်ပြီးလက်နက်ငယ်တွေမိုင်းညွှန်နဲ့တိုက်ခိုက်ခဲ့တာပါ။စစ်ခွေး၃ကောင်တည်ပြီးတော့၂ကောင်ဒဏ်ရာရတယ်။စံကယ်နှစင်းနဲ့ခဲရန်တချို့လည်းဒိမ့်စီရရှိတယ်ဟု 36တုံရပြတိုင်ရဲ့စစ်ထောက်ပိုင်းတာဝန်ခံရဲဘော်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗျူဟာ27ကိုကဲမှုအောက်ရှိ36တုံရပြတိုင်ရဲ့တပ်ခွဲငါကလုဆောင်ပြခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။